ဘာဖြစ်အမှတ်တရပေါ့ဗျာကျွန်တော်တငယ်ချင်းပွဲမှာကျွန်တော်ဟိုကျွန်တော်လည်းတငယ်ချင်းများများဆဆတော့မရှိပါဘူးဒီလောကထဲမှာဆိုလဲအဲဟိုအကုန်လုံးနဲ့တော့သိရဆိုပေမဲ့အရန်ရင်းနေတာဟိုတိုင်ရွန်တို့ဒေးဝင်ရန်တို့နဲ့ကကြတော့တအားရင်းနေတယ်လေရင်းနေရဆိုတော့သူတို့ပွဲလေးမှာကျွန်တော်ကပါဝင်ခွင့်ရတဲ့အတွက်ကြောင့်တိုင်ရွန်ကတော့ပွဲမရှိသေးပါဘူးဟိုညီလေးပိုင်ဒီကုန်ပေါ့နော်ပိုင်ဒီကုန်နဲ့လည်းရင်းနေပါတယ်အဲ့မဲ့ဟိဝရန်ကတော့ဒါကျွန်တော်အုပ်ငယ်ငယ်လေးတွေကခင်းတဲ့တငယ်ချင်းပေါ့နော်ဆိုတော့သူ့ပွဲမှာကျွန်တော် ဟိုပါဝင်ခွင့်ရတဲ့အတွက်ကြောင့်ကျွန်တော်အင်မတန်ဂုဏ်ယူရတယ်ပြီးတော့အင်မတန်လည်းကြောတငယ်ချင်းအတွက်ကျွန်တော်ပျော်ရတယ်ကျွန်တော်အတွက်လည်းကိုယ်တငယ်ချင်းပွဲမှာဒီလိုမျိုးလေးလှုပ်ခွင့်ရတဲ့အတွက်ကြောင့်အင်မတန်ဝမ်းသာပါတယ်ခေါ့တယောက်တည်းကိုပဲချစ်ပြီးတော့တယောက်တည်းကိုပဲလက်ထပ်ချင်နေတယ်ကိုယ်အတွက်ကတော့ကိုယ်အတွက်ကတော့အင်းမော့ဟိုဟိုဟိုတလောကဟိုဗာလေ Facebook မှာတော့နာမည်ကြီးွားတယ်လေဟို ဟိုယူရီးယားကွန်ပလီတီဗီကာလာသူလုတ်တဲ့ပွဲလေးဆိုကောင်းတယ်ဗျာကြိုက်တယ်ကျွန်တော်ကတော့သူအိမ်လေးမှလေးခြံလေးထဲမှဆိုရင်အဲ့လိုမျိုးလေးဆိုကြိုက်တယ်ဗျာကျွန်တော်ယူယူရှိရှိလေးအဲအဲ့မှာအဲ့လိုမျိုးကိုယ့်အတွက်ကိုစိတ်ကူးရင်ဆိုရင်တော့ကျွန်တော်ကကြတော့အဲ့လိုပုံစံမျိုးပေါ့တဏီကုံပျော်ကြပါတော့အဲ့လိုမျိုးကြိုက်တယ်ဗျာကျွန်တော်ကပြောပါကျွန်တော်ကချက်ချင်းကောက်ခံရင်ကလည်းဖြစ်နိုင်တယ်လို့ကျွန်တော်ကကြတော့ဟိုဒါကိုလေဟိုဘယ်လိုပြောရမလဲ plan တစ်ခုတော့ခြားတော့ခြားရတယ်ဆိုပေမဲ့လည်း ဟိုကြည့်ရမှာပေါ့နော်အချိန်နေတဲ့အချိန်ကပေါ်မူတည်ပြီးတော့ပဲအဲဘယ်လိုပြောမလဲလို့တော့မှာအားကြပါတယ်ကျွန်တော်တန်ငယ်ချင်းဟင်းဝေရန်ကလည်းဟိုဘယ်လိုပြောရမလဲဟိုစုပြည့်နဲ့အင်မတန်လိုက်ဖတ်တယ်အင်မတန်လဲဟိုကျွန်တော်မြင်တာကြည်နူးစရာကောင်းတယ်နဲ့ရောက်ကြည့်ရင်လေဆိုတော့အားကြရတာပေါ့အဲ့ဒါဘာဖြစ်အမှတ်တရပေါ့ဗျာကျွန်တော်တန်ငယ်ချင်းပွဲမှာကျွန်တော်ဟိုကျွန်တော်လဲတန်ငယ်ချင်းမြများဆဆတော့မရှိပါဘူးဒီလောကထဲမှာဆိုလဲ ဟိုအကုန်လုံးနဲ့တော့သိရဆိုပေမဲ့အရန်ရင်းနေတာဟိုတိုင်ရွန်တို့ဒေဝရန်တို့နဲ့ကကြတော့တအားရင်းနေတယ်လေရင်းနေရဆိုတော့သူတို့ပွဲလေးမှာကျွန်တော်ကပါဝင်ခွင့်ရတဲ့အတွက်ကြောင့်တိုင်ရွန်ကတော့ပွဲမရှိသေးပါဘူးဟိုညီလေးပိုင်ဒီကုန်ပေါ့နော်ပိုင်ဒီကုန်နဲ့လည်းရင်းနေပါတယ်ဒါပေမဲ့ဟင်းဝရန်ကတော့ဒါကျွန်တော်အုပ်ငယ်ငယ်လေးတွေကခင်းတဲ့တငယ်ချင်းပေါ့နော်ဆိုတော့သူ့ပွဲမှာကျွန်တော်အော်ပါဝင်ခွင့်ရတဲ့အတွက်ကြောင့်ကျွန်တော်အင်မတန်ဂုဏ်ယူရတယ်ပြီးတော့အင်မတန်လဲကြောတငယ်ချင်းအတွက်ကျွန်တော် ပြောရတယ်ကျွန်တော်အတွက်လည်းကိုယ်တငယ်ချင်းပွဲမှာဒီလိုမျိုးလေးလှုပ်ခွင့်ရတဲ့အတွက်ကြောင်းအင်မတန်ဝမ်းသာပါတယ်ခင်ဗျတယောက်တည်းကိုပဲချစ်ပြီးတော့တယောက်တည်းကိုပဲလက်ထပ်ချင်နေတယ်ငယ်လေးတွေအစမ်းတော့ကိုယ်အတွက်ကတော့ကိုယ်အတွက်ကတော့အင်းမဟိုဟိုဟိုတလောကဟိုဗာလေ Facebook မှာတော့နာမည်ကြီးသွားတယ်လေဟိုဟိုယူရီးယားကွန်မလီတီကာလာသူလုတ်တဲ့ပွဲလေးဆိုကောင်းတယ်ဗျာကြိုက်တယ်ကျွန်တော်ကတော့ ူအိမ်လေးမှလေးခြံလေးထဲမှဆိုရင်အဲ့လိုမျိုးလေးဆိုကြိုက်တယ်ကြာကျွန်တော်ရူးရူးရှင်းရှင်းလေးအဲအဲ့တော့အဲ့လိုမျိုးကိုယ့်အတွက်ကိုစိတ်ကူးရင်ဆိုတော့ကျွန်တော်ကကြောက်တော့အဲ့လိုပုံစံမျိုးပေါ့တဏီကုံပျော်ကြပါတော့အဲ့လိုမျိုးကြိုက်တယ်ဗျာမဟုတ်ဘူးလေညီမကမေးတော့စိတ်ကူးရင်လားလို့မေးတဲ့ဟာကိုမေးတယ်ကျွန်တော်အဖြေတာလေးတော့ကျွန်တော်ပြောပြီးအရင်နဲ့ကလည်းကျွန်တော်ကပြောပါကျွန်တော်ကချက်ချင်းကောက်ခံရင်ကလည်းဖြစ်နိုင်တယ်လို့ကျွန်တော်ကကြောက်တော့ဒါကိုလေဟိုဘယ်လိုပြောရမလဲ plan တစ်ခုဟိုချတော့ချထားတယ်ဆိုပေမဲ့လေဟို ကြည့်ရမှာပေါ့နော်အချိန်နေနဲ့အချိန်ကာပေါ်မူတည်ပြီးတော့ပဲအဲဘယ်လိုပြောမလဲလို့တော့မရိုးသားရင်ကတကယ်တော့မှန်တိုင်းပြောရရင်များလာတော့လေတငယ်ချင်းတွေဟိုဟာရုပ်ရှင်တွေကသူတွေအကုန်လုံးကလည်းကိုနဲ့ကိုသိတော့ကိုစီရဆိုလာပြောတယ်တငယ်ချင်းစိုးသားရင်လုပ်ပြီးတငယ်ချင်းငါ့ကိုမလုပ်ခိုင်းနေတော့လို့ငါလုပ်ရတဲ့ပွဲတွေကတအားများတယ်ငါမလုပ်ပေးချင်တော့မဟုတ်ပါဘူးလို့ဘာလို့လဲဆိုတော့ဟိုဘယ်လိုပြောရမလဲဟိုကိုထပ်ပို့ပြီးတော့ လန်းဆန်းတဲ့လူတွေ crash ဖြစ်တဲ့လူတွေလည်းရှိတယ်လေနော်ဆိုတော့ဟိုသူ့ကိုလည်းအဲ့လိုပဲ request လုပ်တာငငယ်ချင်းရဲ့လို့ငါပွဲလာဆိုလာပြပါမယ်လို့စိုးစားရင်တော့ငါမလုပ်တော့ဘူးလို့ဒီခောက်တော့လို့ပြောလိုက်